လူအများကြီးကဖားစီပွားရေးလော့ဂင်ကောင်းမလဲလို့မေးတတ်ပါတယ်အဖြေကတခုတည်းမရှိနိုင်ပါဘူးဒါပေမဲ့စီပွားရေးတခုစလိုက်တဲ့အခါတိထားတင်တဲ့အမြင်၃ချက်ရှိပါတယ်အမြင်၁ပြဿနာကိုရှာပါတင်းပတ်ဝန်းကျင်ကိုကြည့်ပါဘသူတွေကဘယ်အရာတွေအထွတ်အဆင်မပြေဖြစ်နေလဲဥပမာရက်ကွက်ထဲမှာကောင်းမွန်တဲ့လက်ဖရည်ဆိုင်မရှိကြတတိဝလံကောင်းကောင်းဝယ်ဖို့ခက်ခဲနေတာမျိုးအောင်မြင်တဲ့စီးပွားရေးအတိုင်းဟာလူတွေရဲ့ပြဿနာတစ်ခုခုကိုဖြေရှင်းပေးနိုင်လို့ဖြစ်ပါတယ် အမြင်နဲ့ဝါသနာကိုကျွမ်းကျင်မှုနဲ့ပေါက်ဆက်ပါကိုဘာလို့ရတာဝါသနာပါလဲဘာကိုကိုယ်တိုင်လုပ်တတ်လဲသင်ရဲ့ဝါသနာကိုကျွမ်းကျင်မှုနဲ့ပေါင်းလိုက်ပါ ဥပမာချက်ပြုတ်ချင်တာဝါသနာနဲ့စနစ်တကျစီမံခန့်ခွဲတတ်ခြင်းကိုကျွမ်းကျင်မှုနဲ့ပေါင်းလိုက်ရင်သင်စီဝါရေးကတခြားသူတွေပိုကောင်းနေတာဖြစ်နိုင်ပါလေအမြင်တော့အသေးစားကနေစပါ စီဝါရေးကြီးကြီးမားမားလုပ်ဖို့မလိုပါဘူး အသေးစားလေးကနေစကင်ပြီးစမ်းသက်ကြည့်ပါဥပမာဒေတာထုတ်ကုန်မြန်မာရိုးရာမှုန်ဒီလက်မှုပစ္စည်းတွေကိုခစ်ပေါ်အနေနဲ့ပြင်ဆင်ပြီးဈေးကွက်ဝင်အောင်ရောင်းချနိုင်ပါတယ်အရင်ဆုံးတေချာစမ်းသက်ပြီးမှချဲ့ထွင်ပါတင်းရပထမဆုံးစီးပွားရေးစိတ်ကူးကပါလဲကောမန့်မှာပြောပြပေးပါဦးနောက်ထပ်ဗီဒီယိုတွေလိုချင်ရင် follow လုပ်ထားပေးပါနော်